ကျွန်တော်တို့တနေ့တန်အဟာရကတော့ကျွန်တော်တို့တသိန်းခွဲပေါ့နော်အဖိုးဖွားအတွက်ကတော့တသိန်းခွဲကျွန်တော်တို့ဒီဂေဟာအတွက်ကစေးပရိသပင်ရဲ့ဘက်ဆောင်တိဆောက်ရေးအတွက်ကိုအားလုံးပေါင်းကျွန်တော်တို့24သိန်းလာရောက်ပြီးတော့လှူဒန်းပေးသွားပါတယ်ရှင် ကြတန်းကြတာတမီးနဲ့တမက်နဲ့တမီးကဟုတ်ကဲ၁၄နှစ်ပြည့်ပြီပေါ်လေအင်ချောင်ပြူကြတာဟုတ်ကဲ ကြတန်းကြတာသမီးနဲ့တမက်နဲ့တမီးကဟုတ်ကဲ့ဆက်လေးနဲ့ပြည်ပြပေါ်လေအင်ထောင်ပြူကြတာဟာအင်ထောင်ပြူတဲ့ဆိုတာကလည်းတို့ကလည်းကျောင်းသူကျောင်းသားဘဝနဲ့ညကြတယ်ပေါ့ဆရာန်းတွေတယောက်တွေ့တယ်ညကြတယ်ဆိုတော့လောကရန်တရားရှိပါရဲ့ရက်ခတ်မှုတန်ကိုကြံ့ကြံ့ခံပြီးတော့မှစူးစမ်းရုံးကန်ကြတာတခါတည်းသမင်းတောင်ကောင်းကောင်းစားကြတာလားမသိဘူး ဲ့တော့ရုံးကန်ကြပြီတော့မှာအခုလို24နှစ်အထိဟိုလေရုံးကန်ထုတ်ရှားကြပြီတော့မှာစားကြတောက်ကြပြီတော့မှာအခုအတိုင်းတာနဲ့ဆိုလို့ရှိရင်ဖက်ဖက်မိပါတွေပေါ်လည်းပဲကျွေးမဲနိုင်တယ်ပြုစုနိုင်တယ်နေစရာစားစရာဝတ်စရာလိုလီသိမရှိပြည့်စုံနိုင်တဲ့အပြင်အာသူရတန်းတယ်ဆိုတာကတော့ဘက်ကခါဥသမင်းဆိုင်တဲ့ကျွန်တော်တို့တွားတယ် အခုလည်းဒီမှာဖိုးဖွားနေစီမံလည်းလာတယ်။နောက်မင်းပါနဲ့ခရီးအောင်ကြောင်းဝတ်ရည်တဲ့တွားရတဲ့အဲပို့စတာပါတာဟောကလေးဒီမိပါနဲ့ဒီမှာလည်းရောက်တဲ့ပေါ့တို့ထူထမ်းတာပြီးထူနိုင်တတ်နိုင်တဲ့အခြေအနေရှိရောက်လာအောင်တို့ရုံးကန်ကြတာ တွေ့ရတဲ့အချိန်မှာအိမရာမဝန်တာတည်တည်ဖြစ်ရပါတယ်လို့ ပါတယ်လို့ဒီ80ပြီမှလည်းဒီထက်မကဘိုးပေးနိုင်ထူနိုင်တဲ့မိသားစုဖြစ်ဖို့ရအတွဲကျွန်တော်တို့ဆူတောင်းပေးပါတယ်လို့အထူးရေဆက်လက်လက် မကွာထူနိုင်တန်းနိုင်တဲ့မိသားစုဖြစ်ပါစေမတောင်းမတာမကြောက်မကြတဲ့ကောင်းကြီးမင်္ဂလာတွေဝပိုင်ဆိုင်နိုင်ပါစေချီးရတဲ့မိသားစုနဲ့ပေါ့အိုအောင်မင်းအောင်တက်ဆုံးတိုင်ပေါင်းဖဲနိုင်ပါစေလို့ချီးမွမ်းတောင်းပန်ပေးလိုက်ပါတယ်မျိုးအမန်းနဲ့ပေါ့အပြင်မှာတော့တစ်ခါမှမတွေ့ဘူးဒါပေမဲ့အဲဆရာတို့ထိုက်တဲ့ဖက်ချက်ပြင်ရလဲလိုက်လာပြီးတော့ပေါ့ဒီမှာပါဝင်ရတဲ့ဖွဲ့ပြီးလို့ကျေးဇူး ကျေးဇူးတင်ပါတယ်လို့ကိုဆရာလည်းပြောပေးပါအောင်ဟုတ်ကဲ့ပါတို့ရဲ့မိသားစုကိုလမ်းပြပို့ဆောင်ပေးတဲ့ဘုရားခင်ကိုလည်းကျေးဇူးတင်တယ်ဆိုတော့ဒီလိုမျိုးပေါ့လေဟိုလူမျိုးပါတာမရွေးပဲနဲ့ဒီလိုမျိုးနေရာတိုင်းမှာပေးတူပြီးတော့မှပါဝင်တဲ့အရာတွေလည်းဒါကဟိုတားဆင်မြေဆက်ပေါ့နော်တားဆင်မြေဆက်မှာတကယ်ပဲကောင်းချီးဖြစ်မဲ့အရာဖြစ်တယ် ျမ်းမာခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းနဲ့စင်နှလုံးလိုရင်ဆန္ဒတွေပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီနောင်လာမယ့်နှစ်ပြင်မှာလည်းဘုရားကအကောင်းဆုံးမစပို့ဆောင်ပေးမှဒီရှိတော့အသက်တာနဲ့ဘုရားသခင်ကောင်းချီးပေးပါစေ။ဟုတ်ကဲ့တကယ်ချင်းအောင်ကွေးနဲ့တကယ်ချင်းဂျူလီယာကွေး Happy Anniversary ပါလို့အခုကနေစိုက်ခမတော့နှစ်တရာတိုင်းကြမ်းကြမ်းမမပျော်ပျော်ရွှင်ရွှင်ချစ်ချင်းခင်ခင်နဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေလို့ ့ဆက်လေးနှစ်တိုင်တိုင်ဘုရားကပို့ဆောင်ပေးတယ်အဲ့ဒါအတွက်ကျေးဇူးတော်ချီးမွမ်းပေးပါတယ်ဆက်ပြီးခါမှနောက်လာမယ်ဒီပေါင်းများစွာဘုရားကဆက်လက်ပို့ဆောင်ပါစေလို့ပြီးတော့ဒီ55နှစ်မြောက်ဖြစ်တဲ့လေပြငိန်ဥမနာဘုံနဲ့သူဇနီးတော်ရှင်မနာတို့အတွက်လည်းကျေးဇူးတော်ချီးမွမ်းပေးပါတယ်သူတို့လည်းအာတက်ရှိကြမှာချင်းဘုရားကကျေးဇူးပြုပါစေလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ အတူတူနဲ့မနေရတဲ့အခါကျတော့သူတို့နဲ့သကားပြောတဲ့ဖြစ်စေသူလူချင်းတွေ့တဲ့ဖြစ်စေအယံပဲတွေ့ချင်တယ်အယံပဲရှိတယ်အယံပဲပြောချင်တယ်မချောင်းလက်စတော့မှလည်းဒလမှာမိဘမဲ့ကလေးတငယ်တွေကိုထူတဲ့ဌာနဲ့အခုလက်တချီရယ်ထူတဲ့ဒါမျိုးတော့မိဘတွေကိုသူတို့ဘေးကန်းနဲ့ကျွေးမွေးတဲ့စောင့်ရှောက်တဲ့ပေါ့လေဖျားတာပြီးတော့မှ ကောင်းချီးပေးဖို့နောက်နှစ်ပေါင်းများစွာလဲဖျားအတွက် လူတွေမြောက်များစွာတဲ့ပေးနိုင်ကားနိုင်တော့သူတွေသူတို့လည်းမင်္ဂလာနှစ်ပေါင်းများစွာကိုကျင်းပနိုင်ဖို့ကောင်းချီးပေးပါတယ်လို့ဆုတောင်းပေးပါတယ် ခုလုပ်တဲ့အတိုင်းပဲဆစ်ဆက်ပြီးတော့မှမရသွားပဲနဲ့မနာသွားပဲနဲ့ဆက်လက်ပြီးတော့မှတိထက်မကကောင်းကြီးကြီးရအောင်ဟောလူချမ်းသာနဲ့ချမ်းသာအဲလူဒီဝန်တာအောင်နတ်တီဝန်တာအောင်ဟောအစစရာပေါ်တဲ့ဆက်ပြီးတော့မှလုပ်ဆောင်နိုင်ကြပါစေတိထက်မကဟောဟဲ့ဟောသူကမိဘနှစ်ပါးထက်မှလည်းပဲ အခုတော့ပြန်ဆက်လက်ပြီးမှကြီးစုစောင့်ရှောက်နိုင်ကြပါစေလို့ ရဲ့ဆရာကြီးပေါ့နော်ခုဒီဘိုးအပွားဆိုတာကျွန်တော်ကိုစာတင်ပေးခဲ့တဲ့ကျောင်းဆရာဖြစ်ပါတယ်သူတို့ရဲ့95နှစ်ပြည့်ဒီမင်္ဂလာနှစ်ပတ်လည်းအတွက်လည်းကုန်ယူပါတယ်ဒီအသက်ကြီးပိုင်းရောက်လာတဲ့ခါမှာသူတို့ရဲ့စိတ်ချမ်းသာမှုကိုမြင်တွေ့ရတဲ့အရာဖြစ်တဲ့အတွက်အမရမစိတ်ထဲမှာပျော်ရွှင်မှုပီတိဖြစ်ပါတယ်လို့နောက်မှလည်းတိချက်မကသာ၍အသက်ရှိကြမှာပါစေဖျားခင်ကောင်းချီးပေးပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်အရန်ဝမ်းတာလေးပေါ့နော်ပီတိလည်းဖြစ်ပါတယ်ကိုလည်းအားခွန်အားယူရဲပေါ့နော် ဒီအမားတို့ရဲ့လင်မယား24 24နှစ်ပြည့်အတွက်ရောဒီအဖိုးနဲ့ဖွားပေါ့နော်အဖိုးနဲ့ဖွားလဲတော့အသက်ကြီးပါပြီဒီအသက်အရွယ်နဲ့ဒီလောက်ထိကျန်းမာနိုင်တာဟာတကယ်ကို ဒါကျွန်တော်တို့ပါတာရဆိုဘုရားကောင်းချီးပေးတာပေါ့နော်အရန်ဝန်တာပါလေလို့ဟုတ်ကဲ့ပါအမပြောပေးပါအောင်အဲ့ဒီတမန်တော်ဒီနှစ်နှစ်ဆက်တဲ့ဖြစ်တဲ့အောင်ဒါရှင်ကပို့ဆောင်ပေးတဲ့ဘုရားကိုရှင်မွန်ပေးပါလေဘုရားရှင်ကဆက်လက်ပြီးမှနောက်နှစ်တရာဖြစ်ဘုရားရှင်ဆက်လက်အတူပါရှိပါစေအာဆရာအမ်ဂရီးနဲ့ဆရာမဂျူလီပြီးတော့ဇနီးမောင်နမိသားစုဆိုရင်24နှစ်ပေါ့နော်24နှစ်ပြည့်ထိတအောင်ဘုရားသခင်ကသူတို့မိသားစုကိုအခုချိန်ထိတအောင်ပေါ့နော်အကောင်းဆုံး ဖះကပို့ဆောင်ပေးတာကိုတွေ့ရတယ်။သားသမီးမြင်းမြစ်တွေနဲ့အတူပေါ့နော်။အဖះရဲ့အကောင်းကြီးတွေခံစားတာကိုလည်းတွေ့ရတယ်။ပြီးတော့မှလိုအပ်တဲ့သူတွေပေါ့နော်။အမြဲတမ်းကူညီပေးတဲ့အရာတွေကိုလည်းတွေ့ရတယ်။ပြီးလို့ရှိရင်သူရဲ့မိဘပေါ့နော်။နှစ်ဖက်သောမိဘဒီကိုလည်းပဲတကယ်ပဲအလူလေးသိမ်းရှိပေါ့နော်။ကူညီထောက်ပံ့နိုင်တဲ့မိသားစုအဖြစ်နဲ့သူတို့ရက်တည်ပြီးပို့ဆောင်ပေးတဲ့ဖះသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်။ဒီ24နှစ်ပြည့်ကနေစပြီးဖះသခင်ကစာရေးပို့ဆောင်ပေးပါစေလို့သူတို့အိမ်တော်မိသားစုကိုလည်းဆုတောင်းပေးပါတယ်လို့ 24နှစ်ပြည့်ဆိုတော့ရန်ဝန်းတာပါတယ်လေများဆိုတာချစ်သူတွေဆိုပေမဲ့ရန်သူတွေလည်းဟုတ်ပါတယ်လို့ကတ္တနာရန်ဖြစ်ရတာပါဒါပေမဲ့လို့24နှစ်တိုင်အောင်သူကပြောဆိုသွားပေါ့ဖြတ်တန်းခဲ့ရတဲ့ဒီလိုမျိုးနေ့မှာလည်းဖိတ်ပေးလို့လေကျေးဇူးတင်တယ်အရာဝန်းတာပေးတယ်နှစ်ပေါင်းရာပြည့်နှစ် Happy Anniversary ဖြစ်ပါစေလို့ဆုမတောင်းပါတယ်ကျေးဇူးပါဝါမြောက်ချင်းကြမ်းမာချင်းအဖျားဖျားတော့ကောင်းကြီးမင်္ဂလာခံစားရမိသားစု ဖြစ်ပါစေလို့အများကြီးချစ်ပါတယ်လို့ချက်ချင်ပါတယ်အာတို့ယတီ24နှစ်ပြည့်တဲ့အထိ တို့ကိုအကောင်းဆုံးပို့ဆောင်ပေးတဲ့ဖခင်ကိုလည်းထူပဲကျေးဇူးတင်ပါတယ်လို့နော်တကယ်တို့မိသားစုဆိုတော့တကယ်အာအားကြရမယ်မိသားစုဖြစ်ပါတယ်လို့နော်တကယ်ဖခင်ပိုင်းမှာတော်လကောင်းဒီလူမှုရေးဆိုဆယ်ပိုင်းမှာတော်လကောင်းပါနော်တကယ်ရရရောရောတို့ကပါဝင်တဲ့မိသားစုတွေတကယ်အာအတူယူထိုက်တဲ့မိသားစုဖြစ်ပါတယ်လို့နော်တကယ်ချစ်လက်ချစ်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီဘဝကိုအရှုံးမပေးဘဲနဲ့ဒီရက်တိုင်းမှာဆက်ပြီးမှဖြတ်တန်းပေးသွားပါလို့ညီမ မိမအမြဲတမ်းဒီအတူယူပြီးမှပေါ့နော်အာဒီရနဲ့အတူယူပြီးမှအာဒီစောင့်ကြည့်နေအတူယူဖို့စောင့်ကြည့်နေပါတယ်ပေါ့နော်အဲ့လိုဒီပြောရှင်ပါတယ်လို့ရိုင်းချစ်ပါတယ်ဖေမေရေရဲ့ anniversary 55နှစ်ပြည့်ပေါ့နော်သူတို့ရဲ့24နှစ်ပြည့်ကိုဒီမှာအဖေတွေအမေတွေအတွက်ကိုသူက surprise လုပ်ပေးတာလို့ပြောပါတယ်ရှင်ကျွန်တော်တို့တနေ့တန်အဟာရကတော့ကျွန်တော်တို့တသိန်းခွဲပေါ့နော်အဖိုးဘွားအတွက်ကတော့တသိန်းခွဲကျွန်တော်တို့ဒီခေဟာအတွက်ကစေးပရိသပင်ရဲ့ဘက်ဆောင်တိဆောက်ရေးအတွက်ကိုအားလုံးပေါင်းကျွန်တော်တို့ရဲ့24သိန်းဒါရောက်ပြီးတော့လှူဒန်းပေးသွားပါတယ်ရှင်ဒါသူလှုပ်ချင်တဲ့အတိုင်းလဲအမြင်နဲ့ဟိုအမားတယောက်လိုလဲခင်နေရတာဖြစ်တဲ့အတွက်မမလှုပ်ချင်တာလေးပြောတော့ခါကြရင်ဟိုအကုန်လုံးပေါ့နော်အစစရရအသေးစိတ်ကအစနောက်ဆုံး24သိန်းလှူတဲ့ box လေးရအစပေါ့နော်ချက်ချင်းလှုပ်ပေးပါဆိုတဲ့အတွက်ချက်ချင်း င်းလုပ်ပေးရပါတော့เนาะအဲ့လိုမျိုးလေးတွေဒါမမရဲ့ဒီ anniversary လေးမှာကိုပေးနိုင်တဲ့မေတ္တာလေးတွေကိုလာပါဝင်ပြီးတော့ဒါပံ့ပိုးပေးပြတာပါရှင်အလုံးမလုံးနိုင်ငါပြဖို့ဖြစ်ကုန်တာကိုတရားလုံးတိတ်မကြအဲ့လိုပဲထောက်ပံ့ပေးနိုင်ပါတယ်ပေးနိုင်တော့အလုံးပဲဝန်တာကုန်อยู่ရပါတယ်တဲ့လောကရန်ရဲ့ရက်ခံမှုဘလောက်ပဲခံရခံရသူတို့ကြိုးလွားပြီးတော့မှအခုလိုပြေးနိုင်ဖို့နိုင်တာဝန်တာပါတယ်တဲ့